ခုတင်ဆက်ပေးမယ့်သတင်းကတော့လာမယ့်ဗန္ဒာနှစ်အတွင်းကြီကာကား၅စီးအပါဝင်နောက်ဆုံးပေါ်ကားအစီးရေတရာကျော်ဝယ်ယူဖို့အတွက်အစီအစဉ်ထားရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လာမယ့်2023-2024ဗန္ဒာနှစ်မှာကြီကာကား Bulletproof ၅စီးအပါဝင်နောက်ဆုံးပေါ်ကားအစီးရေတရာကျော်ဝယ်ယူဖို့အတွက်အစီအစဉ်ထားပြီးအဲ့လိုဝယ်ယူဖို့အတွက်ကြက်တန်းပေါင်း18000ကျော်ရထားတယ်လို့2023-2024ဗန္ဒာနှစ်အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုရထားချက်မူကြမ်းများရသိရပါတယ်။ အဲ့ဒီကားတွေဝယ်ယူဖို့အတွက်အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရဲ့2023-2024ဘဏ္ဍာနှစ်နိုင်ငံပိုင်အခန်းဆောင်ရွက်မဲ့လုပ်ငန်းစီမံကိန်းများနဲ့ရင်းနှီးမြှုပ်နှံမှုရထားချက်ခေါင်းစဉ်အောက်ကနေပေါ်ပြတောင်းခံခဲ့တာဖြစ်ပါတယ်။ဒီလိုပေါ်ပြတောင်းခံထားရမှာနောက်ဆုံးပေါ်ကားများကိုဝယ်ယူဖို့အတွက်ငွေကျပ်တန်းပေါင်း18,480တသက်မှ9,000ရာလီတန်းရထားပါတယ်။ဝယ်ယူမဲ့ကားမျိုးစားတွေကတော့ Toyota Camry XLE Modern 2000တွဲအစီ90 V6 Armor Sedan Base on Mercedes S500L V221 Bulletproof 5စီ Mercedes Pullman Modern 2000တွဲ2စီ Mercedes S3500 Bluetooth Modern 2000တွဲအစီ40နဲ့ Audi A6 Modern 2000တွဲအစီ30တို့ဖြစ်ပါတယ်ဒီလိုနောက်ဆုံးပေါ်ကားများဝယ်ယူဖို့နဲ့ပတ်သက်ပြီးဒိုင်ဦးမဲဆန္ဒနဲ့မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းစွေက ဖေဖော်ဝါရီလ25ရက်နေ့မှာပြုလုပ်တဲ့ပြည်တော်စုလွှတ်တော်အစည်းအဝေးမှာ90ရာခိုင်နှုန်းလျှော့ချဖို့ဆွေးနွေးခဲ့ပါတယ်။2012-2013ဘဏ္ဍာနှစ်မှာကြက်တန်းပေါင်း1638သတ္တမ3.35တန်းနဲ့နိုင်ငံပိုင်ဒေါ်လာ10တန်းကိုအသုံးပြုပြီးကားများဝယ်ယူခဲ့ပါတယ်။ဒါအပြင်ကာလာတို9နှစ်စီမံကိန်းမှာကားဝယ်ယူဖို့အတွက်2014-2015ဘဏ္ဍာနှစ်မှာကြက်တန်းပေါင်း1332တန်း 2015-2016ဘဏ္ဍာနှစ်မှာကျပ်တန်းပေါင်း15,215တသမ3တန်းရထားတာကြောင့်အခုနှစ်မှာအသုံးပြုမဲ့ငွေပမာဏကို90ရာခိုင်နှုန်းထိရှော့ချတင်တယ်လို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။